MSN မှာလက်စွာနေရဲ့ DS7 ကို AI ဘောနိုင်သွားမလားဘောပိုင်ညီကိုတွေမနေ့ကတောက်ကြနေမှာဆိုလို့ရှိရင်တော့ MSN Season 2ရဲ့ V4 ကတော့ပြန်လည်စတင်ပြီပဲဖြစ်ပါတယ် ကဲကျွန်တော်10 7ကကျွန်တော်တို့မသိစီကိုနိုင်ထားသလိုမျိုး AI e sport ကလည်းမသိစီကိုနိုင်ထားတယ်။နိုင်နေပွဲကလည်းသွားတူရယ်ပေါ့နော်။နောက်တစ်ခုကကျွန်တော်10 7က YG ကိုရှုံးသလိုမျိုးပဲကျွန်တော်တို့ AI e sport ကလည်း YG ကိုရှုံးနိုင်ရတော့ကဲဒါကြောင့်မလို့ဒီနှစ်သင်းကတော့လက်ရည်ကတော့နည်းနည်းလေးသွားပြီးတူနေရအောင်တွေးရတယ်။ကဲဒါကြောင့်မလို့တောက်ချန်နေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မဝမ်းမှာဆိုလို့ရှိရင်တော့ YG ပသက်နီယူဘွန်းတို့ရဲ့ပွဲစဉ်ရှိမယ်။အာ YG sport ပသက်အကူစပီတို့ရဲ့ပွဲစဉ်ရှိမယ်။ကျွန်တော်ခုနပြောတဲ့ AI e sport ပသက်10 7တို့ရဲ့ပွဲစဉ်ရှိမယ်။ကဲဒီနှစ်သင်းကထိတ်တိုက်တွဲဆုံမှုမှာရောကျွန်တော်ရဲ့ AI e sport ကနိုင် င်သွားမလားဆိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့မဝမ်းအနေနဲ့ဘလက်တော့ပတ်သက်ဖဲကွန် e-sport ရဲ့ပွဲစဉ်ရှိမယ်။ပလာတဲ့ပတ်သက်နယူဘွန်းတို့ရဲ့ပွဲစဉ်ရှိပြီးတော့မတ်3မှာဆိုလို့ရှိရင်လည်းပွဲကြီးပွဲကောင်းနောက်တစ်ပွဲကတော့ဝိုင်းကြီးပတ်သက်မသိစုတို့ရဲ့ပွဲစဉ်ရှိပါရဲ့ဗျ။အော်တိုဘတ်16ရက်နေ့ Sunday မှာဆိုလို့ရှိရင်တော့မဝမ်းမှာတော့ Ryan e-sport ပတ်သက်ပလာတင်တို့ရဲ့ပွဲစဉ်ရှိမယ်။မတ်2မှာတော့ AI e-sport ပတ်သက်ဘလက်တန်တို့ရဲ့ပွဲစဉ်ရှိပြီးတော့ဒီမတ်3မှာဆိုလို့ရှိရင်တော့ ဖေကွန် eSport ပတ်သက်မသိစီတို့ရဲ့ပွဲစဉ်ရှိပါတယ်ဗျာကဲဒီတက်က we four ရဲ့ဒီမတ်တီးနောက်ဆုံးပွဲအကုန်လုံးကကောင်းတယ်လို့ပြောရမယ်တောက်ကြန်ဒီရဲ့နောက်ဆုံးပွဲကလည်းတင်းဆဲပင်းနဲ့ AI eSport တို့ရဲ့ပွဲနေနေရဲ့နောက်ဆုံးပွဲကလည်း ဝါဂျီနဲ့မသက်စီတို့ရဲ့ပွဲအနေဝင်နေ့ရဲ့နောက်ဆုံးပွဲရလဲဖယ်ကွန် e-sport နဲ့မသက်စီတို့ရဲ့ပွဲဆိုဒီကဝီဖိုကတော့တော်တော်ကြည့်ကောင်းပါပဲဖြစ်ပါတယ်ဗျကဲဒီ MSN ပွဲတွေကို live stream ကြည့်လိုက်ကတော့ညီကိုတွေကပြန်ပြီးကြည့်ကြည့်နေဆိုလို့ရှိရင်ကျွန်တော် profile မှာ link ချထားကျွန်တော် you channel မှာကျွန်တော်အကုန်လုံးတင်ထားပေးပါတယ်ဗျကဲကျွန်တော် you channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် TikTok မှာချစ်ရှုနေညီကိုတွေကကျွန်တော် video နဲ့တက်တဲ့သဘောကျတယ်ဆိုလို့ရှိရင် report ကော်ပီလေးလုပ်ပြီးကွန်ကြီးပေးခဲ့လို့ရပါတယ်ဗျကဲကျွန်တော် e-sport ကြောင့်ပြန်လဲတက်ဆက်ပေးနေဝေးကြီးပဲဖြစ်ပါတယ်